အာတာကျဲပျောက်သွားပြီးတော့အားနေကျဲမပျောက်ခဲ့တဲ့အချက်စီရဲ့ပွဲအားလုံးပဲမင်္ဂလာပါဖူဘောဝါ channel မှာဝင်ကြပါမှာဒီဗီဒီယိုလေးမှာတော့ကျွန်တော်မင်းညာကချက်စီနဲ့ဆန်ဒလန်ပွဲအပေါ်ပွဲပြီးခန်းစားချက်လေးကျွန်တော်ရဲ့အမြင်ကိုပြောသွားမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲကအမှန်တိုင်းပြောရင်တော့မထင်မထားတဲ့ရလဒ်လူပဲကျွန်တော်တို့ပြောရမှာပေါ့နော်ချက်စီအတွက်ခက်ခဲမယ်လို့ယူဆခဲ့ပေမဲ့ဒီလိုရှုံသွားမယ်လို့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းတွေးမထားဘူးပြအဲ့တော့ချက်စီဘာကြောင့်ရှုံသွားလဲဘယ်ချက်တည်းကချက်စီကိုဒီရှုံပွဲစီဥတီသွားစီလဲဆိုတော့ကျွန်တော်ရဲ့အမြင်လေးဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့အဆင်ပြေရဆိုရင် like ခဲ့ပါ ါဘူး။အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဘွတ်ထွက်လူစင်းမှာချက်စီတင်ကသူတို့ရဲ့ကျွန်တော်တို့ကအနာပီးထားတဲ့လူစင်းပဲဗျာ။အမှန်တိုင်းပြောရင်သူတို့ UCM မှာအိုင်းရက်ကိုကိုပြတ်နိုင်ခဲ့တဲ့ပွဲမှာလူငယ်တော်တော်များများနဲ့ကန်သွားတယ်။အတင်းရဲ့အဓိကကသားသမားတွေကိုအနာပီးတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာသူတို့အင်ပြေးအားပြင်းနဲ့အိမ်ကွင်းမှာလာခဲ့တယ်။အချင်းပေါင်း၆လောက်ကတွဲတယ်။ရီဂျိန်းကူကူရယ်လာကိုသမားရောဘတ်ဆန်ချက်ပေါ့။ကိုင်းလေကအန်ဇိုကိုင်းစီတို့အတွဲတိုက်စီပိုင်းမှာဂီဝူထောင်ထားပြီးတော့ဂျောဘတ်တို့အတက်ကင်းမဖြစ်တာနဲ့ဒါ မထိုနဲ့တို့အလားဟာတို့ကနာချိုလို့နဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်တစ်ဖက်ကဆန်နလန်နီးပြပေါ့နော်လီဘရစ်ကလည်းသူ့ရဲ့အကောင်းဆုံးကျွန်တော်တို့ဒါစူးပွဲကိုပဲသူပွဲထုတ်လာခဲ့တယ်ဒါခြေသွမ်းပြနေတဲ့အီစီဒေါ်တို့ဘာလို့သူထွက်လာတယ်ပြီးရင်ခွက်လက်ပိုင်းမှာရှာခါရဲကျွန်တော်တို့ဒါ စာဒီကီလာဒီကစားသမားရဲ့သူတို့ပွဲထွက်လာခဲ့ပြီးတော့ညာတော့အပြည့်အတွေ့အကြုံမြင်နေနောက်တန်းကစားသမားတွေပေါ့နော်ခြေစွမ်းပြအနေနဲ့နောက်တန်းကစားသမားတွေနဲ့အတူဒါခန်းစင်၅ယောက်နဲ့သူတို့တည်လာခဲ့တာဖြစ်ပါတယ်ဒါတော့ချက်စီနဲ့တွေ့ရတဲ့အချိန်မှာခန်းစင်၅ယောက်တည်တယ်ဆိုတာကတော့အသင်းလေးတွေလုံနေကြပဲဒါဒါတော့ပြောစရာမလိုဘူးပေါ့နော်ဒီလိုပဲလှုပ်လာမှာပဲအဲ့တော့ကျွန်တော်ပြောတဲ့ကောင်းစဉ်အရာပေါ့နော်ချက်စီရဲ့ကျွန်တော်တို့ဒါဒီနေ့ပွဲစဉ်မှာပထမဂိုးရတယ်အဲ့ဒီဂိုးကတော့တော်တော်လေး transition ကောင်းကောင်းနဲ့စသွားတယ်ဗျာဒါလုံးဝ center line ရဲ့အမားတစ်ချက်ကိုတံမြတ်တိုက်စစ်အကောင်းဆုံးစပြီးတော့ transition နဲ့တော် ော်လေးလည်းမြန်တယ်တော်တော်လေးလည်းအဆင်မြင့်တယ်ထားကြတယ်ဗောနော်အဲ့တော့ပက်ထိုနက်တိုပေးလိုက်တဲ့အလုံးကိုအလာတော်ကနာချိုးကတောက်လျှောက်ဆွဲတဲ့ခြေအောင်ပြပြီးတော့သူကန်သွားတယ်ဗောနော်တစ်ဖက်ပြိုင်ပဲကိုသမားရူပဲ့ ကွာကြတဲ့ကနေကန်သွားတယ်။ထားပါတော့အဲဒီလုံးမှာတော့ကျွန်တော်တို့ကဂါနာချိုပို့ပြီးတော့ FVC လိုရမယ်တကယ်လဲကောင်းတဲ့အဆုံးသက်တစ်ခုသူပြခဲ့တယ်ပေါ့နော်။အဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းသူမဆိုးတာဘူးပေါ့သူကစားခဲ့တဲ့ပွဲချိန်တွင်ခြေသွန်းကောင်းတချို့ပြသွားတယ်လို့ပြောလို့ရတယ်။အဲ့တော့ Chelsea ကိုးပြန်ပေးရတဲ့အချိန်မှာလက်ပစ်ဘောကျွန်တော်တို့ကအမြင်ဘောကနေကိုးပေးရတယ်။နောက်ဆုံးပေးရတဲ့အချိန်မှာလည်းဒါကစားသမားတွေရဲ့ခံစပိုင်းအားနည်းမှုကနေပြီးတော့ကိုးပေးရပြီးတော့ Chelsea က1-2နဲ့ Stamford Bridge မှာရှုံးသွားတယ်။အဲ့တော့ Chelsea ရဲ့ဒီနေ့ပွဲစဉ်မှာဒီရှုံးတဲ့ပွဲမှာပေါ့နော်။ဒါခြေရောကိုးရောရှုံးတဲ့ ွဲလို့ကျွန်တော်တို့ပြောလို့ရတယ်။မာလိုင်းပြောရင်ချက်စီးရဒီပွဲမှာဒီဆန်ဒလန်ကိုတာပြီးတော့ဗျာကောင်းရှုံရှုံခဲ့တာမဟုတ်ဘူးမကောင်းလို့ကိုရှုံခဲ့တာဒီလိုပြောလို့ဘရာဒါတို့ကျွန်တော်ကိုစိတ်ဆိုးကောင်းဆိုးလိမ့်မယ်ဗျာတကယ်တော့တကယ်ကိုမကောင်းခဲ့တာအဲ့တော့ဒီနေ့ပွဲစဉ်မှာ တကယ်ပေါ့နော်ကျွန်တော်တို့ဒါဒီအဓိကအားဖြစ်ပေါ့နော်ကျွန်တော်အမြင်ကခွင်းလေပိုင်းမှာလဲစကားရန်ပြောသွားတယ်ဒါခန့်စစ်ပိုင်းအမားတွေရှိခဲ့တယ်မှန်နေခန့်စစ်ပိုင်းအားနေချက်တွေရှိခဲ့တယ်မှန်ပြီမဲ့ဒီနေ့ကင်စီတို့ပုံမှန်ခြေစွမ်းအောက်ထီကိုရောက်သွားတယ်ဘာဖြစ်လို့လဲဆိုရင်ပြိုင်ပဲ့ကျွန်တော်တို့ဒါခွင်းလေပေါ့နော်541 setup မှာဒီစာရခီနဲ့နေပွဲစဉ်ရဲ့ကျွန်တော်တို့ဒါဖုန်းပေါ်မှာ rating မြင့်ဆုံးကစားသမားပေါ့နော်ဒီကစားသမားတွေကျွန်တော်တို့ Shaka တို့လိုအတွေ့အကြုံမြင့်ကစားသမားတွေကဒီ Anzu Fernandez နဲ့အဲ Mike Sekinsi တို့ရဲ့အတွဲဟူပေါ့နော်တော်တော်လေးဒုက္ခပ ေးပြီးတော့ရှင်ကစားသွားနိုင်တယ်လို့ပြောလို့ရတယ်။ချက်စီရဲ့ကွင်းလယ်မှာဘောလုံးကြီးကိုငိန်နေအောင်ကင်နိုင်တဲ့ movement တွေအများကြီးမမြင်အောင်ဒါဆန်ဒလန်ဘောလုံးပေးကင်ထားလို့သူတို့ကင်ရတယ်ဆိုပေမဲ့တကယ်တကယ်ဆိုးမှုပြီးကင်ရတဲ့ movement မျိုးမဟုတ်ဘူးဗျာ။ဒါအပြင်ကျွန်တော်တို့ဒါချက်စီရဲ့တကယ်အားသာချက်ဖြစ်တဲ့အဲ့ဒီကွင်းလယ်ပိုင်းပေါ့နော်။ချက်စီကဒီအန်ဇိုကင်စီတို့ကွင်းလယ်နဲ့အတူတိုက်တဲ့ကွင်းလယ်ကိုလာပြီးတော့ရှင်ကန်လာတဲ့အချိန်မှာဒီဆန်ဒလန်ကွင်းလယ်ကချက်စီကွင်းလယ်ကိုအတိုင်းအတာတစ်ခုထိကင်စီတို့ကိုဆွမ်းဆောင်ပြောင်းအောင်သူတို့လုပ်နိုင်ခဲ့တယ်ပရက်ရှာပေးနိုင်ခဲ့တယ်ပေါ့နော်။အဲ့ဒီအချက်ကြောင့်ကျွန်တော်တို့ဒါချက်စီ ီအနေနဲ့ဒီနေ့ပွဲစဉ်မှာပွဲဆုံးမှုဖို့မဖြစ်နိုင်လောက်အောင်ကိုရုံးကန်ခဲ့ရတယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ဂျက်စီရဲ့အားသာချက်တစ်ခုတည်းကပျောက်တာပေါ့နော်နောက်တဲ့အားသာချက်တစ်ခုကတော့အတက်ကင်းမီပီတာရိုးနဲ့ကျွန်တော်တို့ဒါဟိုဆန်ထွဲပေါ်ဝရိုးပေါ့နော်ဒီနှစ်ယောက်ကဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုပျောက်တာအမှန်တမ်းပြောရင်ရင်တော့ ဟာကူပါမကစားတဲ့ attacking midfielder နဲ့တခြားစီဗျာအဲ့တော့ပါမကစားပြီးတော့ရှေ့ရကြောက်ဘတ်ထိုရန်နဲ့ဒီ attacking midfielder CF တွဲနေပေါ့နော်ကျွန်တော်တို့ဒါအခုကျွန်တော်တို့ဒါမခီဦးကစားပြီးတော့ကြောက်ဘတ်ထို attacking midfielder နဲ့ရန်နဲ့အတွဲကတော်တော်လေးကိုအဆင်တန်းကွာဟနေအောင်မြင်ရတယ်ကီဦးဒါပြိုင်ဘက်ခံစီကစားသမားတွေရဲ့ခြားထဲမှာလုံးဝကိုပျောက်ထွက်သွားခဲ့တဲ့ပွဲပါဒါသူ့ကို personal ရဘလိန်ချင်းမဟုတ်ဘူးဒါပေမဲ့ Chelsea ရဲ့ကစားကွယ်ရကွင်းလယ်ပိုင်းစိုးမမှုမရှိဘူးဒါအပြင်တောင်ပန်တွေကလာတဲ့ cross တွေကလည်းဒီ center line ရဲ့ area တူရဲ့ကိုမကျော်တဲ့ ခါဂီဦးအနေနဲ့ဘာမှလုပ်ခွင့်မရှိဘူးဒါတပတ်ကကြာဦးဘတ်ထူဆိုလဲအတက်ကိမဖြစ်တာသူစင်းစော့ခဲ့ပြီမဲ့ပေါ့နော်နေပွဲစဉ်သူ့ရဲ့ခြေစွမ်းကတော့တော်တော်လေးမေးခွန်းထုတ်ချင်ကြရဖြစ်ခဲ့တယ်ဒါကို85မိနစ်ထိထားခဲ့တဲ့မာရက်စကာကိုလည်းကျွန်တော်တို့ဒါတိတ်ပြီးတော့အာဒီဆုံးဖြတ်ချက်မှာတော့ကျွန်တော်သဘောမကျဘူးပေါ့နော်အဲ့တော့ဒီနှစ်ယောက်ကလည်းချက်စီးရဲ့တိုက်စစ်ကိုလုံးဝ impact ပျောက်သွားကြည့်ပဲအမှန်တမ်းပြောရင်ဒီနေပွဲမှာဘတ်ထူနဲ့တူလည်းညံ့ခဲ့တယ် အချက်ကြီးတင်ရဲ့အားသာချက်ကစားသမားနောက်တစ်ယောက်ဖြစ်တဲ့ပေါ့နော်ပက်ထိုနက်တိုရဲ့ဒီနေ့ပွဲစဉ်ကဒီလုံးဝပေါ့နော်ပြိုင်ပွဲကစားသမားဖြစ်တဲ့ရီနီယိုလုံးဝမကြုံဘူးဒီကစားသမားအတလက်တီကိုမက်ထရစ်ကနေလာရတယ်ဟို free နဲ့ရတာဆန်ဒလန်နော်ဆန်ဒလန် free နဲ့ရတာဒီကစားသမားကိုဒါပေမဲ့လုံးဝကိုဗျာဘသူလာလား HT ဘောဝင်လာတော့လေသူထိန်သွားတယ်ပက်ထိုနက်တိုဝင်လာတော့လေသူထိန်သွားတယ်ဗျာအမှန်တမ်းပြောရင်တော့ဒီဂါနာချူချီတော့မှဂါနာချူရဲ့ဗချန်နည်းနည်းပါးပါးပေါက်သေးတယ်ပေါ့နော်အဲတစ်ဖက်ဒီပက်ထိုနက်တိုကိုကျွန်တော်တို့ဒါ HT ဘောနှစ်ယောက်လုံးကိုဒီရီနီယိုကအကောင်းဆုံးထိန်သွားနိုင်ခဲ့တယ်ပေါ့နော်ပက်ထိုနက်တို စိုက်ချင်းသွားလို့ဒါသူ့အနေနဲ့ rating ရနည်းနည်းလေးတက်လာတာလို့ကျွန်တော်ထင်တယ်တကယ်လို့ဒီနေတုန်နဲ့ဒါသူဆက်ပြီးရင်ဆိုင်အောင်မယ်ဆိုရင်သိကြတယ် ဒီနေ့ဘွဲဘတ်တူနက်တွဲရေဒီယံကောင်းလာမှာမဟုတ်ဘူးပေါ့နော်သူအနေနဲ့အစ်စ်တစ်ကြိမ်ရခဲ့တာလွဲရင်ဒီနေ့ဘွဲဘတ်တူနက်တွဲခြေသွမ်းကိုလည်းကျွန်တော်သဘောမကျဘူးပေါ့နော်အဲ့တော့အဓိကချက်စီးရဲ့အားသာချက်တွေဖြစ်တဲ့ကျွန်တော်တို့ဒါခွင်းလေပိုင်းဒါစူးမိုးနိုင်မှုပြီးတော့ကျွန်တော်တို့ဒါတိုက်စစ်ပိုင်းကအခွင့်အရေးဖန်တီးနိုင်မှုတွေကဒီနေ့ဘွဲစင်မှာလုံးဝကိုပျောက်ရှာခဲ့ပြီးတော့ချက်စီးရဲ့အားသာချက်တွေကိုပျောက်အောင်ပြိုင်ဘက်ဒါနီးပြလီဘရစ်အနေနဲ့541 setup ကျွန်တော်တို့ဒါ532 setup ဒီလိုပုံစံမျိုးတွေနဲ့ဒီအကောင်းဆုံးပေါ့နော်အာပြင်ဆင်ပြီးတော့ချက်စီးကိုရင်ဆိုင်ခဲ့တယ်ဒါပွဲကြိုပလန်ရ ရောပွဲတွင်ကစားပုံအရရောချက်စီးကိုခြေရောကိုရောနိုင်ခဲ့တဲ့စန်တလန်အသင်းလို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့နောက်ထပ်အားနေချက်ပေါ့နော်အားသာချက်ကတော့ပျောက်သွားတယ်ဒါပေမဲ့အားနေချက်တွေကိုဖာထီးနိုင်ခဲ့လားဆိုရင်တော့ချက်စီးကအားနေချက်တွေကိုလည်းမဖာထီးနိုင်ခဲ့ဘူးဗျဘာဖြစ်လို့လဲဆိုရင်ချက်စီးတင်းရဲ့အားနေချက်တွေထဲမှာအမြင်ပေါ်ကာကွယ်မှုအားနေချက်ပါပါတယ်ဒါကိုကျွန်တော်တို့အရင်ပွဲတွေမှာလည်းအများတန်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီချက်စီးရဲ့အားနေချက်ဒါနောက်တန်းကိုချိလိုက်ဗျာကိုကိုလည်းလာ BC ချင်းလာချာလိုဘက်လာအချင်းပေါ့လားဘေကသမားကကျွန်တော်တို့ဒါအမြင်ပေါ်ကာကွယ်မှုမှာအားကောင်းတယ်ဘေကသမားမကောင်းဘူးဒါ တို့ပုံမှန်တော့ရှိမယ်ဗျဒါပေမဲ့ထိုးထွင်းပြီးကောင်းနေတာမျိုးမဟုတ်ဘူး ပြိုင်ပွဲအသင်းတွေကိုလိုက်ကြည့်လိုက်ဗျာဒီအာဆင်နယ်မှာဆိုရင်ကျွန်တော်တို့ကဂါဘီယယ်ဆာလီဘာလီဗာပူးမှာဆိုရင်ဗန်ဒိုက်ကွန်နာတီပေါ့နော်ထားပါတော့မန်စီးတီးမှာဆိုရင်ရူဘင်ဒီရဲ့ဒီလူကသားမကြီးရှိတယ်အလုံးဝကျွန်တော်တို့ကဟိုအမြင်ဘောတွေကိုကာကွယ်နိုင်တဲ့ကသားမကြီးအပြည့်ရှိတယ်ချယ်ဆီမှာကျတော့ဒီလိုအမြင်ဘောကာကွယ်ဖို့ပါတိုစင်လာတိုစင်ကအရန်လေးတယ်ပြီးတော့ဒါသူ့ကိုထည့်ရင်တမျိုးမဟုတ်တမျိုးကတော့ခံရမှာပဲဒီအတွက်ကျွန်တော်တို့ကချယ်ဆီရဲ့ဒီခံစပိုင်းကာကွယ်မှုကတော်တော်လေးအားနည်းတယ်ဒါလက်ပြဘောပေါ့နော်ဒီယာဒီမှာပရီးမီးယားလိအသင်းတွေတော်တော်များများတုံးလာတဲ့ဆက်ပီပါလက်ပြဘောပေးရရင်ကျွန်တော်တို့ကဆက်ပီဖြစ်မယ်ပေါ့ဗျာအဲ့တော့လက်ပြဘောပေး မဲ့စာတောင်းကံမိုးတော်ဖိတဲ့အမေပုံစံမျိုးတော်ဖြစ်နေရယ်ပေါ့နော်အဲ့တော့လက်နဲ့ပြစ်ထည့်တယ်ဒီဆုတ်ချက်ခတ်နေတဲ့ကြားတွေကနေပဲသူတို့ကိုရသွားပြီးတော့ချီပါကိုရသွားတယ်အဲ့တော့ဒီပြောမယ်ဆိုရင်တော့ဗျာခုနပြောသလိုပဲချက်စီးရမြင်ဘောကောက်ွယ်မှုမှာအားနေတယ်ဒီအားနေမှုကိုတော့သူတို့မဖြောက်ပြက်နိုင်ခဲ့ဘူးဒီအားနေချက်ကနေပဲသူတို့ကိုပေးရတယ်နောက်တက်တလုံးဗျာနောက်ဆုံးလုံးဆိုတော်တော်လေးအသေးပေါ့ဖို့ကောင်းတယ်အမှန်တမ်းပြောရင်ဒီ တဖက်ကရော်ဘီပေါ့နော်လူစားဝင်လာတဲ့ရော်ဘီကဘောလုံးကိုကာပြီးတော့အချိန်ကြာကြီးဆွဲထားတာအချိန်ကြာကြီးဆွဲထားတဲ့အချိန်မှာသူတို့ဖြတ်ဖို့ကြိုးစားတင်နေဗျာအလိုက်တင်လေးနေလိုက်တဲ့အချိန်မှာလုံးဝပြန်ခင်းပေးပြီးတော့ပိုင်ကန်သွားတယ်ဗျာဒီကန်သွားတဲ့အချိန်မှာတော့လူစားဝင်ကစားသမားတွေပေါ့နော်ဒီနေအောင်လုံးဝဒီသွင်းကိုပုံမှာပအဝင်ပတ်သက်သွားတာက လူစားဝင်ဇာသမားတွေပြအဲ့တော့ဒီနေ့ပွဲမှာမာရက်ကလူစားလဲမှုတွေပြုလုပ်ခဲ့တယ်အာချင်ပေါင်ထုတ်ပြီးတော့တော်စင်ကိုထည့်တဲ့ဆုံးဖြတ်ချက်ကိုပြီးတော့ကျွန်တော်မေးခွန်းထုတ်ချင်တယ်တကယ်တော့အာချင်ပေါင်ဒီပွဲမှာအကောင်းဆုံးဇာသမားလို့တော့ပြောလို့ရတယ်ခံချင်လိုင်းပါဗောနော်အာချင်ပေါင်တော်တော်လေးကောင်းခဲ့တာဟိုသူရှိတဲ့အချိန်ကြီးသူအကောင်းဆုံးထိန်းပြီးခဲ့တယ်ဗောဒါပေမဲ့သူ physical bully လောက်ခံရမှာဆိုးလို့လားမာရက်ကထုတ်လိုက်တယ်လို့ကျွန်တော်ထင်တယ်ဗျတစ်ဖက်က robbie တို့ဘာလို့ဝင်လာတော့ robbie ကအကောင်းကြီးတာဗောအဲ့လိုမျိုးဆိုတော့သူဒီ physical bully လောက်ခံရမှာကြောက်လို့ဒါထုတ်လိုက်တာလားဗောနော်ဒါပဲကျွန်တော်တို့ဒါဖြည့်တွေးပေးရရှိတယ်ဟို chelsea ရဲ့အနေနဲ့လူစား ားလဲမှုတွေအများကြီးလုပ်ခဲ့တယ်ဆိုပြီးမှအဲ့လူစားလဲမှုတွေအလုံးမဖြစ်ဘူးတစ်ဖက်က satellite နီးပြားရဲ့လူစားလဲမှုတွေကကြတော့အလုံးဖြစ်တယ်ဗျသူအနေနဲ့ကျွန်တော်တို့ဒါဒီထွားဝေးတို့ပါတို့ထုတ်ပြီးတော့နောက်ထပ်တိုက်စစ်ကစားမှတယောက်ထက်ထဲ့တယ်ပြီးရင်တော့ကျွန်တော်တို့ဒါနောက်ထပ်တိုက်စစ်သမားတွေပဲသူထည့်သွားတာကွင်းလယ်ပိုင်းနဲ့တိုက်စစ်ကိုသူအပြောင်းလဲလုပ်ပြီးတော့ဒီယာတွေပဲထည့်သွားတာနော်ဘာလို့လဲဆိုရင်သူကတီးကြတယ်သူတို့ကပိတ်မှာပိတ်ပြီးပြန်ထွက်လာတယ်လို့သူတို့ကတံတံပြတိုက်စစ်စားမှာပဲဒီလိုတံပြတိုက်စစ်စားနိုင်ဖို့အတွက်ကသူတို့မှာကဒီတိုက်စစ်ကစားသမားပေါ့နော်ဖရက်ဖြစ်တဲ့တိုက်စစ်ကစားသမားကြီးလိုတယ်လိုတာဖြစ်တဲ့အတွက်ဒီပြောမယ်ဆိုဗျာတိုက်ရ ဲ့လူစားလဲတယ်ပဲပြောပြောပေါ့နော်ဒီတိုက်စစ်မှုနေရာမှာတိုက်စစ်မှုစားထိုးရရှင်းရှင်းလေးဒီကသားမကလားလာမိနစ်80 80ကြာလာတဲ့အချိန်မှာတိုက်စစ်မှုစားထိုးတယ်ဗျာဒါရှင်းရှင်းလေးသူ့ရဲ့ဆုံးဖြတ်ချက်တွေကခုံမှန်ခဲ့တယ်လူစားဝင်ကသားမရော်ဘီကဖန်တီးပြီးတော့လူစားဝင်ကသားမကျွန်တော်တို့ကထေဘီကတွင်ပြီးသွားတာဖြစ်ပါတယ်အဲ့တော့ဒီချက်စီခြေရောကိုရှုံးခဲ့တဲ့ပွဲပါတကယ်ကိုအားရစရာမရှိခဲ့တဲ့ပွဲပါကသားပုံရလေကျွန်တော်တို့ဒါ ထိရောက်မှုတော်တော်လေးအားနေခဲ့တဲ့ပွဲပေါ့နော်ဟိုမာရက်ကာတို့ချက်စီးတင်းနေနဲ့ဒါအတိတ်ပို့ပြီးတော့ကျွန်တော်တို့ဒါပြင်ဆင်စရာတွေရှိရထပ်ပြီးတော့ပြင်ဆင်ရမယ်ပွဲလို့ကျွန်တော်တို့ဒါပြောရမယ်အမှန်တိုင်းပြောရင်တော့ဟိုနိုင်နိုင်တင်းခဲ့တဲ့ပွဲတော့ပွဲကြုံမတိုင်ခင်တော့နိုင်တင်းခဲ့တဲ့ပွဲပေါ့ဗျာဒါပေမဲ့ပွဲကံဝါတဲ့အချိန်မှာတော့ချက်စီးကဒီစီဇွန်နဲ့ဆန်နလန်းကိုတကယ်ကိုနိုင်ဖို့မလုံလောက်ခဲ့ပါဘူးကိုသမားရောဘတ်ဆန်ဂျယ်နဲ့ခန်စီပိုင်းကတော့ချက်စီးတင်းကိုဇက်တိုက်ဆိုသလိုထပ်ပြီးတော့ဒုက္ခပေးနေစေလို့ပဲကျွန်တော်တို့ပြောရမယ်ချက်စီးရဲ့အားသာချက်တွေပျောက်ပြီးတော့အားနေချက်တွေထပ်ပြီးတော့ဖောက်ခဲ့တဲ့ပွဲလို့ပဲကျွန်တော်တို့ပြော ြောရမှာပါအားလုံးပဲဒီပွဲပေါ်ဘယ်လိုမြင်ကြလဲအခုမှမဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်နော်ခြေသူများကြီးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်အာဒီညအာဆင်နယ်ပွဲတို့ကျွန်တော်တို့ဒါဘာစီလိုနာပွဲတို့ west lounge ရှိပါတယ်လာပြီးတော့ join ပါအောင်ပေါ့နော်အားလုံးပဲခြေသူများကြီးတင်ပါတယ်ခွလက်ပါနောက်ထပ် video တွေမှာပြန်တွေ့ပါမယ်